အားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါ။ Arsenal သင်္ကြန်တော့အခုဒီနေ့ရသည့်အစမှာအခုဒဏ်ရာပြသနာတွေတော်တော်များများကျွန်တော်အခု England Premier League မှာ Tottenham Hotspur နဲ့ Arsenal ဟာဒဏ်ရာရအများဆုံးအသိလို့တော့ပြောလို့ရတယ်။ Spurs လည်းဇက်တိုက်ဒဏ်ရာရနေတဲ့အချိန်မှာ Arsenal ကလည်းတော်တော်ကိုဇက်တိုက်ပဲ။အခုဟိုဒီနေ့တုန်းကကစားခဲ့တဲ့ဒါကျွန်တော် Premier League နောက်ဆုံးပွဲဖြစ်တဲ့ Burnley နဲ့ပွဲမှာ အာဆန်ရဲ့တိုက်စစ်မှုဗစ်တယိုခရက်ကိုပထမပိုင်းပြီးမှနီးပြမီကေအာတီတာကဒဏ်ရာကြောင့်လူစားလဲခဲ့ရတယ်အဲ့နောက်ဆက်တွဲကနေမာတင်စူပါမန်ဒီလေလူစားလဲဖို့ပြောတဲ့အတွက်သူလဲလဲလိုက်ရတဲ့အချိန်မှာအခုလက်ရှိမှာအာထက်တာကစလာဗီးယားပရာဟာနဲ့မကန်ကင်မှာကွန်ဖာမ်လုပ်သွားတယ်။အဲကလပ်ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ဗီတီယိုခရက်ကကျွတ်သားတန်ရာကြောင့်လာမဲ့ ဒါစနေနေ့မှာကံမဲ့ဆန်ဒလန်နဲ့ပွဲကိုပါလွဲချော်မယ်လို့ဆိုလိုက်တယ်ဆိုတော့အာဆင်တိုက်စစ်ကဆန်ဒလန်နဲ့ပွဲမှာဖစ်တယ်ယိုဂရက်ပါဝင်နိုင်မှာမဟုတ်ကြောင်းအတည်ပြုတဲ့အတွက်ကြောင့်သူတို့မီဝီဖီချာမှာလည်းသူမပါဘူးနောက်ဒီတစ်ပတ်ကံမဲ့ဆန်ဒလန်နဲ့ပရီးမီယာလိခရူရှယ်ပွဲမှာလည်းမပါဘဲနဲ့ကလပ်ရဲ့ expectation ကသူ့ကိုမြောက်လန်ဒန်ဒါဘီဖြစ် international break အပြီး Tottenham Hotspur နဲ့ကံမဲ့ပွဲအတွက် target ထားတယ်ဆိုတော့ basically ya tu နှစ်ပွဲနှစ်ပတ်တိတိနားမယ်ဆိုတဲ့သဘောတရားမျိုး အထက်တာကအတည်ပြုတဲ့ကျွတ်သားတရားရရှိခဲ့တဲ့အကြောင်းဒါဖော်ပြခဲ့တယ်။တလက်ဆာထဲမှာပဲဂါဘရီယယ်မာတင်နယ်လီသူကလည်းအစိုးပိုင်းထဲကဒဏ်ရာရထားတယ်။ပြီးခဲ့တဲ့ဗန်လီပွဲကိုလည်းလွဲချော်ထားသူဖြစ်ပြီးတော့ဂါဘရီယယ်မာတင်နယ်လီကလည်းဒါစလာဗီးယားပရာဟာပွဲအပြင်သူလည်းစန်တလန်နဲ့ပွဲကိုပါထပ်ပြီးလွဲချော်တယ်။သူကအရှိကဗန်လီနဲ့ပွဲကိုပါလွဲချော်ထားတာဖြစ်ပြီးတော့မာတင်နယ်လီရဲ့ဒဏ်ရာကလည်းဗစ်တယ်ယိုဂရက်စ်လိုပဲဒါသူလည်း International Break အပြီး Tottenham Hotspur နဲ့ကမ်းမဲ့ပွဲကိုကလပ်က target ထားရတယ်လို့ဆိုထားတယ်ဆိုတော့အခုလက်ရှိမှာ Arsenal အသင်းအတွက်ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ရတဲ့ကစားမအရှိတွက်တော်တော်ကိုများနေပြီဆိုတော့ Victor Gyokeres ရဲ့ Gabriel Martinelli ရဲ့ဒါနှစ်ယောက်အပြင်ကို Martin Odiga ကဒုတိယရရှိထားတဲ့ ခိုင်ဟာဗက်ကပွဲစဉ်တစ်ထက်ကမန်ချက်စတာယူနိုက်တက်နဲ့ပွဲကရထားတဲ့ဒုတင်ရရှိတယ်။အဲတလက်ဆာထဲမှာပဲနော်နီမာတူဂီကလည်းမန်ချက်စတာစီးတီးနဲ့ပွဲကဒုတင်ရလစ်ပေါက်ဒုတင်ရရရှိထားပြီးတော့အဲနောက်မှာဂါဘရီယယ်ဂျေဆူးကတော့ ACL injury ကိုပြီးခဲ့တဲ့နှစ် FA Cup ထဲကမန်ချက်စတာယူနိုက်တက်နဲ့ပွဲတွေကတင်ရရထားတယ်။ဆိုတော့အခုကလပ်မှာ Jokeres ရဲ့ Martinelli ရဲ့ပြီးတော့မှ UD ကရဲ့ Kai Havertz ရဲ့ Nonny Matuidi အပါဝင် Gabriel Jesus စုစုပေါင်း6ယောက်ဒါ ဒီ Superman D ကတော့အခုနောက်ဆုံးပွဲစဉ်လူစားလဲပဲမြဲသူကဂျာရက်ကပွဲမှာပွဲပယ်ခံထားရတဲ့အတွက်သူကအရင်ပြဿနာမရှိဘူးပြန်လည်ပြီးတော့အနားယူလိုက်ရင်ဒါဒီဘက်ကမြဲဘန်လီနဲ့ပွဲအတွက်ပြတ်ဒါပြန်ပါလိမ့်မယ်ဆိုတော့ Arsenal ရဲ့အခုတိုက်စစ်မှာ Center Forward စစ်စစ်မရှိတော့ဘူးဒါ Gabriel Jesus ရဲ့ Yokres ကခိုင်ဟာဖရဲ့ဆိုတော့သူတို့အတွက်က option က Leandro Trossard ကိုအထောင်ထားရင်ထား မထားရင်မီကယ်မိုရီနိုကိုအထောင်ထားရင်ထားသုံးရမယ်တကယ်လို့မီကယ်မိုရီနိုကိုအထောင်ထားဖို့လီယန်ဒိုထရော့ဆော့ကိုထောင်ထားမယ်ဆိုရင်ဘယ်ဘက်ချမ်းမှာအစီထွက်ကစားလို့ရတယ်အဲ့နေရာမှာအီတန်ဝမ်နဲရီထားလို့ရတယ်မီကယ်မိုရီနိုရှိတယ်ဆိုတော့ position အပြင်တော့သူတို့လောက်ဆရာတွေအများကြီးရှိတယ်ဒါပေမဲ့ခုလောလောဆယ်မှာတော့ယာတီစကလေးကဇက်တိုက်ထံရတွေကအာဆင်တော့နည်းနည်းတော့ထိုးနေချက်ဖြစ်တယ်ဆိုတော့အခုကလပ်ကအခုဒီဇာတ်ထိတ်မှာပြိုင်ဘက်လီဗာပူးနဲ့မန်ချက်စတာစီးတီးကို 6မှတ်နဲ့9မှတ်ဖြတ်ထားတယ်သူတို့နှစ်သင်းထိတ်တိုက်ဆုံးတွေ့ချိန်ဆန်ဒလန်နဲ့ပွဲဆန်ဒလန်ကရှော့တွက်လို့မရဘူးကုလလောဆယ်ဒီနေ့ရာသီမှာအဆင့်၄ပေါ့လေဆိုလာမယ့် international break မတိုင်ခင်မှာအဆင့်၁ရတဲ့အာဆင်နဲ့အဆင့်၄နဲ့ဆန်ဒလန်နဲ့တွေ့မယ်ဆန်ဒလန်ကွင်းမှာနောက်အဆင့်၂ရတဲ့ဒီ Manchester City ကအဆင့်၃ Liverpool နဲ့ Etihad ကွင်းမှာတွေ့မယ်ဆိုတော့ထိတ်ဆုံးလေးသင်းထိတ်တိုက်တွေ့တဲ့ပွဲမတိုင်ခင်မှာတော့ Arsenal အသင်းတို့ကတိုင်ယာပြဿနာတွေဇက်တိုက်ရှိနေပြီးတော့ မြောက်လန်ဒန်ဒါဘီအင်တာတေရှင်နဲ့ပြိပြီးမှပဲယိုကရက်စ်ရဲ့ဒါတစ်ဖက်ကခိုင်ဟာဗက်ရဲ့ဒီနော်နီမာတူကီရဲ့မာတင်အူဒီကာရဲ့ဒီဂါဘရီယယ်မာတင်တယ်လီတို့ပြန်လာနိုင်ဖို့ရှိတယ်အင်တာနက်ရှင်နယ်ပြိပြီးအာဆယ်ကထော်တနာဟော့စ်ပါကိုကံမဲ့ဘိုင်မြူနစ်ကိုကံမဲ့ချဲဆီကိုကံမဲ့ဒီပွဲတွေကိုဒါစတိုက်ကံမှာဖြစ်ပြီးပွဲချက်တွေလာမှာဖြစ်ပြီးတော့အာဆယ်အတွက်ဒဏ်ရာပြဿနာတွေကခေါင်းစားစရာဖြစ်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်